โอเคအဲ့တော့ကျွန်တော်တို့အာ suppose အပိုင်းအောင်ရောက်ပြီပေါ့เนาะကျွန်တော်ဒီနေ့ပြီးလို့ဒီ suppose အပိုင်းပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အာ strategies တွေစပြီးပြောလို့ရတယ် strategy သုံးခုရှိမှာဆိုတော့နောက်ထပ်3ရက်က strategy သုံးသုံးခုစာကျွန်တော်ပြောလို့ရဒီနေ့ရော suppose ပေါ့เนาะဆိုတော့ suppose တဲမှာကျွန်တော်နှစ်ခုကျွန်တော်ပြောဖို့ preparation လုပ်ထားတယ်ပထမတစ်ခုကတော့ EMA EMA ရဲ့အရှိကောက်က exponential moving average အဲ့တော့ဟို moving average တွေအများကြီးရှိတယ် moving average ဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့အဲဆိုပါစို့အဲ for example ပေါ့နော်ဒီနေ့ကနေစပြီးတော့ဟိုနောက်ပြန်ပြန်ရေတွက်လို့ရှိရင်အဲအနောက်မှာကျွန်တော်တို့ဒီနေ့တအားကြီးရောက်နေဒီနေ့ဆိုပါဒီနေ့ကနေပြီးနောက်ပြန်အဲ10ရက်ရေတွက်လိုက်တယ်ပေါ့10ရက်10ရက်ကိုတွက်လိုက်တယ်အဲ့10ရက်ဆိုတာဒါ one day candle ဆိုရင်ပေါ့ဒါ10ချောင်း candle 10ချောင်းစာပေါ့ဆိုတော့10ချောင်းစာကိုကျွန်တော်တို့တွက်လိုက်တယ်ပြီးရင်အဲ့ close တွေ open တွေ height တွေ low တွေနဲ့ကိုကျွန်တော်တို့က အာအချိုးချရတဲ့အချိန်မှာ point တစ် point ထွက်လာတယ်။8 point ပြီးတော့လို့ရှိရင်နောက်တစ်နေ့ကျလို့ရှိရင်နောက်တစ် point ထပ်ပြီးထွက်လာမယ်။ဆိုတော့အဲ့ဒီ2 point ကိုကျွန်တော်ဆက်လိုက်လို့ရှိရင်မြင်းကြောင်းတစ်ကြောင်းဖြစ်သွားတယ်။ဆိုတော့အဲ့လိုမြင်းကြောင်းတွေကိုဆက်ထားတဲ့မြင်းကြောင်းကိုကျွန်တော် moving average တွေလို့ခေါ်တယ်။ဆိုလိုတာကဘာလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့အဲ့ဒီရက်တွေထဲမှာ candle 10ကျောင်းဆိုလဲ10ကျောင်းပေါ့နော်။အချောင်း20ဆိုလဲ20ကျွန်တော်တို့ထည့်နေတဲ့ number ရှိမယ်။အဲ့ဒီ number ရဲ့အရှိမအဲ့ဒီ number ရဲ့ အဲအဲ့ number လောက်ရှိတဲ့ကန်တဲ့အရေးအတွက်ပေါ့နော်အဲ့ကန်တဲ့အရေးအတွက်ရဲ့ရွေးရှားခဲ့တဲ့ရွေးရှားမှုကိုမူတည်ပြီးတော့ average ချထားတဲ့ဟာကို moving average တွေလို့ခေါ်ကြတယ်ဆိုတော့ EMA ကကျတော့အဲ့ moving average တွက်ချက်နည်းတွေတည်းရတခုပေါ့ exponential moving average ဆိုတွက်ချက်နည်းကိုသုံးထားတယ်။ဥပမာ simple moving average ဆို SMA ရှိတယ်။အာ smooth moving average ဆိုတာမျိုးတွေရှိမယ်။ဆိုတော့အဲ့လိုမျိုးအများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ အများစုတုံးကြတာတော့ JoJo moving average simple moving average ပေါ့နော် SMA နဲ့ EMA နဲ့ကိုတုံးတာပုံများတယ်ပေါ့ဆိုတော့ SMA ကကျွန်တော်ခုနပြောတဲ့ simple moving average ကတော့ကျွန်တော်ဒီမှာကျွန်တော်မသိတော့ဘူးအာ EMA exponential moving average ကိုပဲသင်ပေးပေါ့ဆိုတော့ EMA ကိုကျွန်တော်ကအခုဒီမှာကြည့်လိုက်လို့ရှိရင် line 3 line တွေ့နေမယ်နော်အဲ့ဒီ3 line ဒီ EMA 3ချောင်းဖြစ်တယ် EMU တစ်ချောင်းနဲ့ဆင်ဆာလို့ရှိရင်၃ချောင်းလောက်တုံးကြတာပုံများတယ်။နှစ်ချောင်းလဲတုံးလဲရပါတယ်။တစ်ချောင်းနဲ့တုံးလဲတကယ်တော့ရပါတယ်။အဓိကတုံးတဲ့လူပေါ်မှာပဲမှုတည်တာ။ EMU တွေကိုတုံးမှုတုံးနေတွေကလည်းအများကြီးရှိတယ်။ဒီမှာဆိုရင်ကျွန်တော်၃ချောင်းထည့်ထားတယ်။ဒီအဝါရောင်လိုင်းလေးကကျွန်တော်တို့ဒီအဝါရောင်မြင်းချောင်းဒီ EMU ကအမြန်ဆုံး EMU အမြန်ဆုံးဆိုတာကန်တဲ့အရေအတွက်အနည်းဆုံးပေါ့။အခုဒီမှာဆိုရင်ဒီဒီကနေတွက်လို့ရှိရင်၉ချောင်းဆို၉ချောင်းဖြစ်မယ်။ဒုတိယအစိမ်းရောင်ကဒါအလေလက် medium နည်းနည်းနောက်ကနေလိုက်တယ်အနီရောင်ကကျတော့ကျွန်တော်တို့အာဟိုအကြဆုံး EMB ဖြစ်မယ်เนาะဆိုဒီမှာဆိုလဲအဲ့လိုပဲဆို EMB တို့ဟာမျိုးတွေဘယ်လိုသုံးမလဲပြီးရင်အဲဘယ်လိုထည့်ရလဲ indicator ထဲမှာဒီ trading view မှာဘယ်လိုထည့်ရလဲပေါ့ညာကျွန်တော်ပြီးရင် trading view နဲ့ပြပြပါမယ်เนาะဆိုတော့ဆို EMB အကြောင်းကြည့်အောင်ဆိုစီကန်တွေကဒါကျွန်တော်တတ်မှတ်ထားတဲ့ value တွေပါဒါပေမဲ့ EMB value ကိုကြိုက်တယ်လို့ကျွန်တော်တို့လုပ်လို့ရတယ်အဲကျွန်တော်တို့ဟိုအများစုကျွန်တော်တို့ဒီ အဲ trader တွေတုံးကြတာရေနောက်တင်တဲ့လူတွေလည်းတင်ကြတာလေကဒီဒီလောက် numbers တွေတုံးတယ်ပြီးရင်တချို့တွေလည်း30 20တုံးတာတွေ့ရပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ number တွေကိုကျွန်တော်တော့လည်း long term နဲ့ short term ကိုခွဲခွဲပြီးတတ်မှတ်ထားလိုက်တယ် long term ဆိုလို့ရှိရင်အမြန်ဆုံး EM 3ချောင်းမှာအမြန်ဆုံး EM က50ဒွတိယ100တတိယ200ကိုတုံးမယ်အာအာဆို short term အတွက်ဆိုလို့ရှိရင် အမြန်ဆုံးကကိုအများအလဲလက်က27အဲ အကြဆုံးက53ပဲအဲ့တော့ဒီဟာတွေကကန်တဲ့အရေအတွက်ပေါ့သူတို့ကသူတွက်သွားလိမ့်မယ်ကျွန်တော်တို့ကိုဥမာကိုဆိုလို့ရှိရင်ရှေ့ရကန်တဲ့ကိုเจ้าကိုပြောနေတာပေါ့နော်ပြီးရင် EMA ကိုတခြား confluence တွေနဲ့ကျွန်တော်တို့ပေါင်းပြီးတော့တုံးတင်တယ်သူအလုံးထွက်လို့အဆင်မပြေဘူးဘာလို့လဲဆိုတော့ EMA က lagging indicator ဖြစ်တဲ့အတွက်သူကနှေးတယ်ဆိုတော့ lagging indicator ဆိုတာကကျွန်တော်ဘာဆိုလဲဆိုတော့ကနေဟိုပြောလို့ရှိရင် market ကအရှိကိုတော့အနီးကြိုးပြီးမြင်နေတာမျိုးမဟုတ်ဘူးသူကဒီ ဒီဟာပြီးတော့မှဒီကန်တယ်ပိတ်ပြီးတော့မှရှေ့ကိုတွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကနှေးတယ်ဟာအဲ့တော့သူ့ကိုတခြား indicator တွေနဲ့တခြားအကျွန်တော် rules တွေနဲ့တွဲပြီးတော့မှတုံးတယ်ပေါ့နော်ဒီတိုင်းတုံးလို့အဆင်မပြေเนาะဆိုတော့အားလုံးကျွန်တော် support တွေမှာထည့်ရတာโอเคအဲ့တော့ EMU ကိုဘယ်လိုတုံးလို့ရလဲ EMU တုံးလို့ရတဲ့နည်းလမ်းတွေအမျိုးမျိုးရှိတယ်ဒီမှာကျွန်တော်တုံးခုရေးထားတယ်တခြားနည်းလမ်းတွေလည်းရှိတယ်ဥပမာ cross တွေ cross တွေဆိုတာအခုကျွန်တော် EMU ပြန်ကြည့်လိုက်လို့ရှိရင်ဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာတွေ့လိမ့်မယ်အဝါရောင် EMU က ဒီမှာတို့လားဒီအဝါရောင် အမြန်ဆုံး EMA ကအစိမ့်ရောင် EMA ကိုဖောက်ရောအနီယိုအနီရောင် EMA ကိုရောဖောက်ပြီးတော့အပေါ်တက်သွားတယ်။ပြီးရင်အစိမ့်ရောင် EMA ကလည်းအနီရောင် EMA ကိုထပ်ဖောက်ပြီးနောက်ကလိုက်သွားတယ်။ဒီလိုမျိုးဝါစိမ့်နေပြန်ပြီးတော့အပေါ်အောက်အောက်ကနေရင်ဝါစိမ့်နေရတယ်အပေါ်ကနေညီဝါစိမ့်နေပြောင်းပြန်ပြန်ဖြစ်သွားပြီဆိုရင်ဒါ trend ပြောင်းသွားပြီးတော့ကျွန်တော်ပြောတယ်။အဲ့တော့ဒါဆိုရင်အပေါ်ကိုတက်တဲ့ trend ဖြစ်သွားမယ်။အဲကျွန်တော်အောက်အောက်ကနေအဝယ်ကိုပဲကျွန်တော်ရှာကြတယ်။အဲ့လိုပဲဒီမှာဆိုပြောင်းပြန်ဒီလိုပြန်ဖောက်ပြီးဆင်းတဲ့ချိန်မှာကျွန်တော်တို့ကဒီမှာ အပြန်ကြည့်လိုက်လို့ရှိရင်ဒီမှာအောက်ကိုပြန်ဆင်းသွားတယ် down trend ဖြစ်သွားတယ်เนาะအဲ့ဒီအချိန်မှာကျွန်တော်ကအာရောင်း trade ကိုပဲရှာကြတယ်အဲ့တော့ cross တွေကိုကျွန်တော် trade လေအဲ့တော့အမြန် EMA ကအနည်း EMA ကိုဖောက်ပြီးတော့ဒီလိုလိန်သွားပြီးအပေါ်တက်သွားပြီးဆိုလို့ရှိရင်ဒါဒီအာ trend ပြောင်းသွားတယ် WY ကျွန်တော်တို့ကဝယ်လို့ရပြီလို့ပြောချင်တာဟောဒီမှာဆိုလဲ WY ရောင်းလို့ရပြီပြောချင်တာဆိုတော့အဲ့ဒီနေ့ကျွန်တော်တို့တုံးနေအဲတုံးမှုတုံးနေတစ်ခု ပြီးရင် dynamic supply and demand အနေနဲ့တုံးတယ်အဲ့တော့ price ကကြည့်လိုက်လို့ရှိရင်ဒီမှာ EMA တွေအပေါ်မှာလာပြီးတော့ထောက်တယ်ပြီးရင်ပြန်တက်သွားတယ်ထောက်တယ်ပြန်တက်သွားတယ်ဒီမှာလည်းအဲထောက်ပြီးပြန်ဆင်းသွားတယ်ဒီမှာထောက်ပြီးပြန်ဆင်းတယ်အဲ့ဒါလည်းကျွန်တော်တို့ဗာနဲ့တူလဲဆိုရင်အဲကျွန်တော်အရှိမပြောခဲ့တယ် supply and demand zone လေးလိုပဲသူလည်းအလုပ်လုပ်နေเนาะအဲ့တော့ dynamic supply and demand အနေနဲ့ကျွန်တော်တို့တုံးလို့ရပြီးရင်အဲနောက်ဆုံး how to use တခု rubber ဆေးနော် price ဒီပြောင်းပြန်ပြန်ပြီးတော့ပတ်တဲ့အချိန်မှာကျွန်တော်တို့ EMA line တွေက ကျွန်တော် target အနေနဲ့တုံးနေရဥမာဒီကနေဝင်လိုက်တယ်အဲဆိုပါဆိုဒီအပေါ်ကနေကျွန်တော်ထွက်လိုက်တယ်ထွက်ယူကြလို့ရှိရင်ဘယ်အထိသွားမလဲ EMA အထိကိုကျွန်တော်တို့က target အနေနဲ့သွားလို့ရတယ်ဒီမှာလဲလို့ပဲကြောင်းပြန်ကြောင်းပြန်ပြန်ထွက်တဲ့ဟာပေါ့ဒီအောက်ကနေဝယ်တယ်ဘယ်အထိကျွန်တော်တို့ target ထားမလဲဥမာ EMA line target ထားဒီကနေဝယ်တယ် EMA line target ထားအဲ့လိုမျိုး target အနေနဲ့တုံးလို့ရတယ်နောက်တခြားသုံးပုံသုံးနည်းရတော့ဥမာ200 EMA လို့ဟာမျိုးတစ်ချောင်းလေးကိုထည့်ထားပြီးတော့အဲ့ဒီ200 EMA ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့က အာဟို down trend သွားနေတယ်ရောင်းမယ်လို့စဉ်းစားရတယ် price ကပေါ့နော်သူကနေ AMA အပေါ်မှာ price ရောက်နေရင်ကျွန်တော်တို့ကဝယ်ဖို့စဉ်းစားတယ်ဒါမျိုးကြီးလည်းကျွန်တော်တို့သုံးကြတယ်เนาะ AMA သုံးတဲ့ပုံစံမျိုးမျိုးမျိုးရှိတယ်အဲကျွန်တော်တို့လောလောဆယ်သုံးအများဆုံးနေရသုံးခုပေါ့နော်အဲလေးကျွန်တော်ထည့်ထားโอเคအဲ့တော့ပြီးရင်ကျွန်တော်တို့ AMA အာကိုကျွန်တော် trading view ပေါ်မှာကျွန်တော်ကြည့်ရအောင်โอเคအဲ့တော့ကျွန်တော်တို့အမ် AMA ကိုဘယ်လိုထည့်မလဲပေါ့နော် indicator ကျွန်တော်ပြပါမယ် AMA ကတော့ကျွန်တော်က ် trading view မှာတော့သူ့ရဲ့ auto ပါပြီးသားပေါ့နော်။ဟိုမှာ EM လို့ရှားလိုက်ရင် moving average exponential ဆိုတာဒီဟာကိုကျွန်တော်တို့ကတစ်ချောင်းနဲ့ထည့်မယ်ဆိုရင်ဒီ moving average exponential ကိုထည့်လို့ရတယ်။နော်။ကျွန်တော်ဒီအပေါ်မှာကြည့်လိုက်လို့ရှိရင် EM ဆိုပြီးတော့အပေါ်အနေနဲ့အာကျွန်တော်တို့ဒီအာ setting ကနေတော့ပြောင်းလို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်ဟို free သုံးတဲ့လူတွေကြာ free ဆိုတာ trading view free သုံးတဲ့လူတွေကြာ ် indicator တော့ခုထဲလို့အဆင်မပြေဘူးဆိုတော့ 3EM ဆိုပြီးရရှာလိုက်လို့ရှိရင်ဒီမှာ 3EM ဆို EM 3ချောင်းပါပြီဒါ indicator ကြီးရှိတယ်အဲ့ဒါထည့်မယ်ဆိုရင်ကျွန်တော်က 3EM စခိုင်းတန်းထည့်လို့ရ3ချောင်းတော့ပေါ့နော်အော် 3EM တွေကအမျိုးမျိုးပဲရှိပါတယ်နော်အဲ့တော့အာကျွန်တော်ဒီဒီဒီတစ်ခုကိုတုံတုံလို့ရတယ်နော်ကြတော့ကျွန်တော်ဒီမှာ setting ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ lunch ဆိုတဲ့နေရာရှိတယ်အဲ source ရှိတယ်အဲ source ကတော့ close ပဲအမြင်ထားပါเนาะအမြင်ထားပါအ အာ lunch ကကြတော့ကျွန်တော်ခုနပြော number တွေ update လုပ်ရမှာ။ဥပမာ long time ဆိုရင်အမ်ဟာစေနော်။ဥပမာ100အ200ပေါ့နော်။50 100 200လုပ်မယ်။ဒါဆိုရင် style ကိုကျွန်တော်တို့ကျွန်တော်တို့ခုနကနေတူအောင်ဝါစိမ့်နေပေါ့လေ။ဟာစိမ့်နေနော်။အဲ့တော့ဒီနည်းနည်း ဟိုလောက်လိုက်ဒါဆိုရင်ဝါစိန်နေဝါစိန်နေဆိုရင်ကျွန်တော်တို့ဒီမှာတွေ့လိမ့်မယ် EMB over ရောအစိမ်းရောနေရောကျော်တမကြည့်မယ်ဆိုတော့1 hour chat GBUSD 1 hour chat မှာကြည့်မယ်ဆိုရင်ဒီကောင်တို့လူတွေတက်နေတွေ့အော်သူ EMB မှာလာထောက်တယ်ပြီးရင်ပြန်တက်သွားတယ်ကျွန်တော်ခုနပြောသလို dynamic အနေနဲ့တုံးနေရဒါမှမဟုတ်လို့ရှိရင်ဒီလို cross တဲ့အချိန်မှာဒီအဝါနေပြီးတော့ ီလိုဟိုအစိမ်းနဲ့အနီနဲ့ကိုဖောက်သွားတယ်အစိမ်းကလည်းအနီကိုဖောက်တယ်ဒီလိုမျိုးပြန်လိုင်းဖြစ်သွားတဲ့အချိန်ကြတိုင်းကျွန်တော်တို့ကအာ buying opportunity တွေရှာလို့ရတယ်နော်ဒါအပေါ်အပေါ် uptrend ဖြစ်နေဆိုတော့အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် setting မှာကြည့်မယ်ဆိုရင် label တွေဖြုတ်လိုက်လို့ရတယ် label ဆို price scale ဆိုရယ် label ကိုဖြုတ်လိုက်လို့ရတယ်ဖြုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ညမဲ့ချမ်းမှာရှိတဲ့ဟိုခုန label တွေဖြုတ်ရတွေမရှိတော့ပျောက်သွားတယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင် အဝါရောင်ကအစိမ်းစဖြတ်နေပြီဒီအနီကိုကြော်ခဲ့မယ်ပြီးအစိမ်းကနေပြီးတော့အနီကိုကြော်မယ်ဆိုရင်ဒါကျွန်တော် down trend ပြန်စနော်15မိနစ်မှာစိမ်းကြည့်မယ်ဆိုရင်ပိုပြီးတိတာဟုတ်လား15မိနစ်မှာဒီလိုလေး down trend သွားနေတွေ့ဒီမှာ up trend သွားနေနော်အဲ့တော့ဒါက50တရားနေရတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ time frame သေးလာပြီဆိုလို့ရှိရင်ကျတော့50တရားနေရအများရတယ်အဲ့တော့ဟိုမှာ5 27 50ဒါဆိုရင်လည်းဒါကြောက်ကတ်သွားနော်ကတ်သွားဒါမျိုးဖြစ်သွားဘူးဒါကြောက် short term short term မှာပြီးခဲ့တဲ့6ချောင်း6 6ဆိုတာပြီးခဲ့တဲ့6ချောင်း6ချောင်းရဲ့ average ပေါ့အဲ့တော့ဒီလိုဖောက်တက်သွားတယ်ဒီမှာဒီလိုဖောက်တက်သွားရင်ကျွန်တော်တို့ buying opportunity ဒီမှာပြန်ရှာရဆိုတာမျိုးလေးရနော်ဒါ EMB တုံးအဲ့တော့ EMB ကတော့အာဒီအာ trading view မှာဆိုဟိုပြော better stage ချာ လုတ်ပြီးတော့ပြန်ပြီးတော့တော့ရမယ်ပြီးရင်သူ့ဟာနဲ့သူတုံးလို့မရဘူးကျွန်တော်တို့အရှိမှနောက်ကြရင်ကျွန်တော်တို့ပေါင်းမျိုးတင်မယ် strategy တွေမှာတခြား conference တွေနဲ့ပေါင်းပြီးတော့မှတင်တင်နေတာပေါ့လေဟောတုံးတုံးတင်နေတာပေါ့လေဆိုတော့ better တော့လောလောဆယ်လုတ်เสียရမရှိသေးဘူးဆိုတော့ကျွန်တော်တို့အရင်တော့လို့ရှာသေးရမလို့ဒီ trading view ကနေ AM ကိုထည့်လိုက်ရုံပဲဆိုတော့နော်အဲ့တော့ထည့်ထားကြည့်ပါ Okay နောက်တစ်ခုကကျွန်တော် Fibonacci Fibonacci အကျတော့ကျွန်တော်တို့ဒီ Fibonacci ဂိမ်းစဉ်ပေါ့ဆိုတော့ Fibonacci ကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် အာတဘာဝရဲ့ number လို့ခေါ်တယ်နော်အဲ့တော့ဘယ်လိုလဲဆိုတော့ Fibonacci သည်ကျွန်တော်တို့ဒီအဲတဘာဝထဲမှာအကောင်လုံးပတ်သက်နေဥပမာကျွန်တော်တို့လက်ကိုကြည့်လိုက်လေဆိုလို့ရှိရင်လက်ချောင်းတွေအတူရှိပြီးရင်ကျွန်တော်တို့ဒီလက်ကနေပြီးတော့ဒီလက်ကောက်ဝက်ကနေပြီးတော့ကျွန်တော်တို့ဟိုဟိုဘက်အခြေဆုံးလက်ချောင်းလက်ကလေးထိတ်ကိုတိုင်းတာနဲ့ဒီဘက်ကလက်ကောက်ဝက်ကနေပြီးတရောင်စစ်ကိုတိုင်းတာနဲ့အချိုးအဲအဲ့လိုမျိုးပေါ့နော်ချက်ချေရောင်းနေအချိုးပြီးရင် ဥမာတစ်ပေနေပါရီရအစားပါနော်ဟိုဟိုရွက်တွေထွက်တဲ့အခါကျလို့ရှိရင်ဖီဝနာဂျီကိန်းစင်အတိုင်းထွက်တာတော့ပါဖြစ်တယ်ဆိုတော့ဖီဝနာဂျီကိန်းစင်ကကျွန်တော်တို့တော်တော်များများတုံးတယ်အဲ့တော့ trading မှာလည်းဖီဝနာဂျီကိုတုံးကြတယ်ဟုတ်ဒီမှာကျွန်တော် number ကြီးပြတာဖီဝနာဂျီ tools ကိုယူပြီးတိုင်းလိုက်လို့ရှိရင်ဥမာကျွန်တော်0နဲ့1ကိုကျွန်တော်တိုင်းလိုက်လို့ဆိုပါလို့0နဲ့1ကိုတိုင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီအခုချထားတဲ့ number တွေအဲ့ number တွေထဲမှာ price တွေကရက်ပြီးတော့ပြန်လှည့်တာမျိုး ပြီးရင်ဥပမာအာအောက်ကိုပြန်လာပြီးတော့မှပြန်ထောက်ပြီးပြန်တက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်အဲ့နေရာအထိရောက်ပြီးမပြန်ဆင်းတာမျိုးဒါမျိုးတွေကျွန်တော်လိုက်နာနေလေးရှိတယ်။ဆိုတော့ကျွန်တော်တို့အာကျွန်တော်တို့ပြီးရင် trading view မှာကျွန်တော်ပြရမှာနော်။ဆိုတော့အဲ့လိုမျိုးပေါ့ဒီလိုမျိုးဥပမာဆိုပါဆို price ကဒီလိုသွားတယ်။သွားပြီးတက်လို့ရှိရင်ကျွန်တော် D number တွေထဲမှာဥပမာ0.718မှာလာထောက်တယ်ပြီးရင်ဆက်သွားတယ်။အဲအဲ့လိုမျိုးအဲ့လိုမျိုးလေးတွေကျွန်တော်တို့ကတွေ့ရလိမ့်ရှိတယ်။ တွေ့ရလေးရှိရဲဆိုတော့ Fibonacci tool ကိုအဲ့လိုမျိုးမှာတုံးတာပေါ့နော်။ဥပမာ price ကဘယ်နေရာမှာယက်နေပြီပေါ့နော်။အဲ့တော့တော်တော်များများအသုံးများကြတာကျွန်တော်တို့ဒီ0.718နဲ့0.764အဲအဲအဲ့အဲ့လိုမျိုးနေရာမျိုးတွေမှာကျွန်တော်တို့ဒါ golden packet လို့နေရာမျိုးတွေတုံးတယ်မှာ0.5နဲ့0.718ကြားထဲမှာလာပြီးရရပြီးသွားပြီးပြတ်ဆက်သွားတာမျိုးအဲ့လိုမျိုးမှာကျွန်တော်တုံးတယ်နော်ဆိုတော့ဒါက Fibonacci tools ဒါဘယ်လိုထည့်ရမျိုးကျွန်တော်ပြင်ပြပါမယ် အဲ့မှာကျွန်တော်ရေးထားဘယ်လိုသုံးလဲဒီလိုမျိုး point တွေရှိတယ်0.2 3 2 0.5 0.1 0.1ဒီ number တွေရှိတယ်အဲ့ level တွေမှာအဲ့ rest နဲ့ reject လုပ်တယ်ပြီးရင် extend လုပ်တယ်အဲပြီးရင်ဒါမှမဟုတ်အဲ့နေရာမှာပြန်ပြီးတော့အဲ့ level ကိုချိုးပြီးတော့မှပြန်ထောက်ပြီးပြန်သွားရတဲ့အမျိုးတွေကျွန်တော်လုပ်တာပေါ့နော်ဆိုတော့ confluence with other factor ခုနကတည်းကကျွန်တော်ပြောလို့ပဲ confluence အခြား factors တွေနဲ့ confluence ကိုအဲကျွန်တော်တို့ ဟိုတွက်ရတယ်ဗောနော်အဲ့တော့ကျွန်တော်ကတော့ Fibonacci အရင်တုံးနေမရှိဘူးဘာလို့လဲဆိုတော့ Fibonacci 2 2ကိုကျွန်တော်မျက်လုံးထဲမှာတိတ်ပြီးတော့မြင်လေးမရှိဘူးဗောနော်အဲ့တော့တချို့ကလည်းမြင်တယ်မြင်တဲ့လူကလည်းတုံးကြရဗောနော်โอเคအဲ့တော့ကျွန်တော်တို့ထွေးတင်မျိုးကိုတွားပြီးတော့ကြည်အောင်အဲ့တော့ Fibonacci Fibonacci ကကျတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင် Fibonacci 2ကဒီ web trading view ကဒီ web ဘယ်ဘယ်ဘာလေးရမှာရှိရဲ့ဒီက fibo retracement ဆိုရဟာအဲ့လေးကိုတုံးလိုက်လို့ရတယ် အဲ့ဒီမှာဆိုရင် Fibo 2ကိုယူပြီးထည့်လိုက်တယ်ပေါ့နော်ဒါကကျွန်တော်သုံးတဲ့100% 50ရဲ့အဲ့ဒါအဲ့ဒါပြောင်းဖြစ်နေရပါတော့အဲ့တော့သူ့ကိုကျွန်တော် template လုပ်လို့ရတယ်ဒီမှာသူ့ကိုဆက်လက်လုပ်ရလို့ရှိရင်ဒီမှာ2မှာ template တွေမှာကျွန်တော် Fibonacci ဆိုပြီးထည့်ထား classic Fibo နော်ဒါ Fibonacci အဲ့တော့ number တွေရတာတွေပဲအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ဒီအဲ့ဒီထဲမှာကျွန်တော်တို့ဒီ double click နှိပ်လိုက်လို့ရှိရင်ဒီမှာ အာကျွန်တော်တို့ number တွေ့လိမ့်မယ်အဲ့တော့ဒါတွေကျွန်တော်တို့သုံးလို့ရတယ်အပြီးရင်ဟိုက minus back ကဟာကျွန်တော်မထည့်ရဘူး minus back ကဟာအဲ့လိုမျိုးဟိုမှာအခုဒီမှာဆိုလို့ရှိရင်0ပြီးရင်0ပြီးသွားလို့ရှိရင်0ရဲ့နောက်မှာရှိမယ်ဟိုမှာအာ minus 1ပေါ့နော် minus 1 minus 2 minus 3တိုင်ထည့်လို့ရတယ်ဒါ0 back ကဟာအဲ့တော့သူ့ကိုလည်းကျွန်တော်အကြောင်းတစ်ခုထားလိုက်မယ်ဟုတ်ပါဘူးသူကတော့ ဒါဆိုကျွန်တော်တို့ထူးဆိုသွားကြည့်မယ်ဆိုရင်ဒီမှာတွေ့လိမ့်မယ်နော်အဲ့တော့၃ညရဲ့၃ညဘက်မှာလည်းကျွန်တော်တို့1 2 3ပေါ်လာဒီဝယ်ပြီးသွားလို့ရှိရင်1 2 3ထည့်လို့ရတယ်ဆိုတော့ဆိုလိုတာကျွန်တော်တို့ဘယ်လိုတုံးလဲဆိုတော့ price ကိုကျွန်တော်ပြဒီမှာအခုဒီမှာဆိုရင်ဒါဆိုဒါ uptrend သွားနေပေါ့နော်ဟုတ်ဒီ downtrend downtrend နေရာမှာပြမယ်ဆိုရင်ကျွန်တော်တို့ကြည့်လိုက်ခုန Fibonacci retracement ကို ဒီကနေပြီးတော့ကျွန်တော်တို့ဥပမာအာ1 lakh စာ1 lakh စာဒီတော့ဒီတော့ဒီကျွန်တော်ဆွဲလိုက်တယ်ဆိုရင်ဘယ်နေရာမှာသူကလာထောက်လဲကြည့်မကြည့်0 0.1အာ21 sorry ဟုတ်လား236 0.236မှာလာထောက်เนาะအဲ့တော့ဒီကောင်ကညာဘက်မှာကတ်ဘယ်ဘက်ကိုကတ်လိုက်အဲ level task center left ဘယ်ဘက်ဘယ်ဘက်ချမ်းဆိုဖတ်လို့ရမှာမသိဘူး။ Okay အဲ့တော့နည်းနည်းလောက်အောင်ဆိုရပေါ့ဘုံတော့ဒီမှာအော်အဲ့တော့0.23မှာလာထောက်လာထောက်တယ်ပြီးတော့ဆက်သွားတယ်နော်အဲ့တော့အဲ့လိုပဲကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်အာနောက်တစ်လက်ကိုကြည့်မယ်ဆိုရင်ဒီအောက်ကနေပြီးတော့ဒါဆိုဟုတ်ထိတ်ကနေပြီးတော့ဒီအထိကိုထောက်တက်လို့ရှိရင်ဒီမှာစားတယ်ဟုတ်တယ် ဒါပုံမြင်အဲ့0.618ကိုငါထောက်တယ်ထောက်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီဆက်သွားတယ်အဲ့ကျွန်တော်တို့အဲ့လိုမျိုးဒီထောက်တဲ့နေရာတွေမှာကျွန်တော်တို့ကအဲဘယ်နေရာမှာနားပြီးဘယ်လိုဆက်သွားတယ်ဆိုတော့ကျွန်တော် Fibonacci နဲ့ပြန်တိုင်းတာဟုတ်တယ်မဆိုရင် Fibonacci က retracement ဒီ DT retrace လုပ်တယ်ပြီးရင် extension ဘယ်လိုဆက်သွားတယ် เนาะအဲ့တော့ retracement ဘယ်ကိုလာပြီးထောက်တယ် extension ဘယ်ကိုဆက်သွားတယ်အဲ့ဒါကိုကျွန်တော်လိုက်ကြည့်ရအောင်အများဆုံးက d d level တွေ d number တွေမှာလာထောက်လို့ရှိရယ်ပြီးရင်ဆက်သွားလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ 1. အဲ018တို့အဲ့လိုမျိုးကြီးသွားတာအဲ့ဒါကြီးကကျွန်တော်ဒီဘက်မှာထပ်ထည့်ရမှာပေါ့နော်အဲ့တော့ကိုသုံးမဲ့ဘက်ကိုထည့်ပါ number ခုနကကျွန်တော်ပြရတဲ့ number ဒီ number တွေမှတ်ထားဒီ number တွေမှတ်ထားပြီးရင်ဆွဲပြီးတော့ထည့်လို့ရတယ် okay အဲ့တော့ဒါက fibonacci တုံးတယ်ကျွန်တော်တော့တိတ်မတုံးဒါပေမဲ့ဒီမှာတော့ support အနေနဲ့ပြင်ပေးရအောင်နော်အဲ့တော့ चिज मिलाइटम है